ပြူလူမျိုးဆိုတာတိဘက်တို့ဗာမယ်အနယ်ဝင်ခရစ်နှစ်300စုအလဲလောက်ကတည်းကမြန်မာနိုင်ငံထဲရောက်ရှိလာခဲ့မြန်မာနိုင်ငံထဲအစောဆုံးဝင်ရောက်လာတဲ့လူမျိုးတွေတဲ့အပါအဝင်အေယာဝတီမြေဝံရွှေဘိုလောက်ကနေပြည်မြို့အထိ ဖြန့်ကျက်နေထိုင်ခဲ့ကြတယ်အဲဒီ400စုနဲ့900စုမှာပြူတွေဟာမြန်မာနိုင်ငံထဲအထွတ်အထိပ်ရောက်ခဲ့တယ်ပြူတွေမှာပြူစာပေးဆိုတာရှိတယ်ပြူတွေမှာဗုဒ္ဓဘာသာကိုကြမ်းကန်ကြကြသိရှိကိုးကွယ် တို့အတက်တက်ရမှာဝင်လေးလို့ပိုးတယ်ကိုမဝစ်စင်ပြူရီမှာသူတို့တီထွင်ထားတယ်သူရိယာမျိုးစုံရှိတယ်လို့အမှုပညာအကအလှဝေဝေဆာဆာအဲဒီရှေ့ရနှစ်ခုနှစ်မှာတရုတ်ပြည်ရဲ့ဖိတ်ကြားမှုအရာတရုတ်ပြည်သို့အမှုပညာအဖွဲ့တစ်ဖွဲ့ဆေလွတ်ခဲ့ဘူးတယ်ပြူတို့နန်းဆိုင်ရာပြည်မြို့အနီးကတရိတ်ကိတရာမျိုးဟောင်းတွေကရှေဟောင်းလက်ရတွေ့ရှိချက်တွေကပြူလူမျိုးတွေကြီးကျယ်ခမ်းနားခဲ့ကြောင်းပြဆိုခဲ့တယ်နန်းကြောင်တို့လာတိုက်လို့ရှေ့ရစုအကုံလောက်မှာ ပြက်ပြီးနောက်ဟန်လင်းမှာထပ်မံနန်းဆိုင်ခရစ်နှစ်832ခုနှစ်မှာနန်းကြောင်တွေထပ်ဖြတ်လို့ပြက်ပြန်အဲ့ဒီနောက်ပြူတွေကစင်ကလျာဘာပဲဖြစ်ဖြစ်ပြူလူမျိုးတွေဟာသူတို့ကြီးပွားခဲ့စဉ်က အာနာတက်ရောက်မှုပိုင်နဲ့နေမြည်ကြဲကြဲဝန်းဝန်းကိုပိုင်ရင်ကျင်းမှုနိုင်ငံသားဆက်ဆံရေးစတဲ့ပြည်ထောင်စုတစ်ခုရဲ့အတွင်ပြင်ပြည့်စုံမှုဒေါက်တာတန်းထွန်းတို့လိုသမိုင်းပညာရှင်တွေကပြည်နိုင်ငံကိုမြန်မာနိုင်ငံရဲ့ပထမပြည်ထောင်စုအဖြစ်သတ်မှတ်ကြတယ်။ ျွန်တော်တို့ဗမာတွေကလည်းပြူလူမျိုးတွေနဲ့တအုပ်စုတဲ့နှိဘက်တို့ပါမယ်အနွယ်ဗမာတွေရဲ့မူလဘိုးဘားတွေကတရုတ်နိုင်ငံကန်စုဒေတာထောင်မြင့်ဝမ်းမှာစတင်သူတို့နဲ့ခစ်ပြိုင်နေတဲ့ယဉ်ကျေးမှုအစဉ်အတန်ခန်းနာခဲကြသူတွေလို့ဆိုတယ်ဒါပေမဲ့တရုတ်တို့ရဲ့တိုက်ခိုက်မှုကြောင့်တောင်ဘက်အရက်စီရွှေပြောင်းလာရကနေခရစ်900စုမှာတရုတ်မြန်မာနယ်စပ်တို့ရောက်ရှိနန်ကြောင်ရဲ့အုပ်စိုးမှုခံရက မြင်းစီကျွမ်းကျင်ပြီးတက်တည်ရှိတဲ့အသေးခံတသား စစ်တရဲတွေအဖြစ်နန်ကြောင်တို့ရှောက်တိုက်တဲ့အရှိတောင်အာရှဒေတာအနှံတပ်ဦးကနေတိုက်ပွဲဝင်ခဲ့ရတယ်။တရေခိတရာကိုနန်ကြောင်လာတိုက်တွန်းကလည်းဗမာတွေပါတယ်။ဟန်လင်းကိုတိုက်တော့လည်းပါတယ်။ပြီးတော့မွန်ဒေတာပဲခူးလို့ထင်ရတဲ့မြစ်ကျင်နိုင်ငံကိုတိုက်တော့လည်းဗမာတွေပါခဲ့တော့မြန်မာတဝန်းပထဝီအတွင်ပြင်ကိုဗမာတွေကောင်းကောင်းကြက်မိ။နန်ကြောင်တိုက်လို့ပြူတွေလည်းချိနဲ့လွင့်စင်မွန်တွေလည်းတကွဲတပြားပြီးတော့ နန်ကြောင်လဲအာနာအရှိန်ဝါကြကြင်ခရစ်နှစ်900စုလောက်မှာရှမ်းပြည်ကနေနတ်ထိတ်တောင်ကြားလမ်းတိုင်းအပြင်းနှင်ကကြောက်ဆယ်ကိုမြ мян ဆန်ဆန်သိမ့်ပိုက်လိုက်တယ်။ပြောရရင်နန်ကြောင်လက်အောက်ခံအဖြစ်ကနေထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်။ကြောက်ဆယ်လွင်ပြင်ကိုစစ်တွေးကြဗမာတွေကြီးစိုးလာတယ်။အခြေတကြားနဲ့ဒေတာတဝန်စိတ်ချလက်ချအုပ်စည်းထားနိုင်ပြီဆိုတော့ယဉ်ကျေးမှုအရာမှာမွန်နဲ့ပြူတွေကိုဆရာတင်တင်ယူခဲ့တယ်။ နန္ဒကာကိုးကွယ်မှုကနေဗုဒ္ဓဘာသာကိုကိုးကွယ်လာကြတယ်။အေယာဝတီမြစ်ဘေးကပကံကိုဌာနချုပ်အဖြစ်ဗမာတို့ရွေးချယ်လိုက်တယ်။မြမရာဇဝင်ကျမ်းတွေကအေဒီ850မှာပြင်ပြမင်းကပကံကိုတီးခဲ့တယ်လို့ဆိုတယ်။အနောယထာလို့ဆိုတဲ့အနိယုဒ္ဓဘယံလက်ထက်မှာဗမာတွေအထွတ်အထိပ်ကိုရောက်လာတယ်။ဒေါက်တာတန်းထွန်းကပကံနေပြည်တော်ကိုဒုတိယပြည်ထောင်စုလို့တတ်မှတ်ပေးမယ်။ဗမာလူမျိုးကြီးစိတ်လွန်ကဲတဲ့အဆက်အဆက်တော်တမိုင်းစာအုပ်တွေကပကံကို ပထမပြည်ထောင်စုလို့ဆိုကမြန်မာမှာစတင်ကြီးပွားခဲ့တဲ့ပြူရီရဲ့တမိုင်းကိုမှိန်ဖြော့ပစ်ခဲ့ကြဗမာတွေတီထောင်တဲ့ပြည်ထောင်စုတွေဒါမြန်မာမှာပထမပြည်ထောင်စုအဖြစ်မောင်ဦးလှုပ်လိုက်ကြတယ်ကျန်စစ်သားတို့လိုဥအောင်စင်ရတို့လိုငတပါမင်းမင်းမျိုးမဟုတ်ဘဲမင်းဖြစ်လာသူတွေကိုကြတော့ဖျားပြရိတ်တော်အရာဘယင်ဖြစ်လာတယ်လို့လို့ဖျားနဲ့ပဲအမျိုးတော်ဆက်တာလို့လို့နေနဲ့သားကပဲမွေးဖွားလာတာလို့လို့ ਨੇ ဘယင်မျိုးရိုးမဟုတ်လို့ဂုံငယ်ရတာမျိုးမဖြစ်အောင် ဘရင်အကြိုက်ရာဇဝင်ဆရာတို့ကလက်စွမ်းပြခဲ့ကြတယ်။သူ့ဖို့တွေးရှိချက်တွေအရတကောင်းဟာပကံထက်မစောဘူးဆိုတာကစ်တသမိုင်းဆရာတွေကအကုန်သိပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့အထိတိုင်မြမအစတကောင်းကနေတာကီဝင်မင်းမျိုးဆိုတဲ့မဟုတ်မဟုတ်ဇလန်းတွေက များစွာတော့ပြည်သူတွေအပေါ်မှာလွှမ်းမိုးထားဆဲပါပဲ။ဒီကြတဲ့အရင်အစိုးရလက်ထက်တုန်းကပုံတောင်ပုံညာမှာတွေ့တဲ့ပရိုက်မိတ်ရုပ်ကျွင်းတွေကိုအကြောင်းပြုပြီး အာနာရှင်ခင်ညွတ်နဲ့အပေါင်းပါတွေက လူရအစမြန်မာကလိုလိုဂျင်းအကြီးကြီးထက်ထက်ပြန်ရာ လူမျိုးရေးအစွန်းရောက်တွေကလက်သေးလက်မောင်းတွေတန်းလို့ဂုံယူမဆုံးဖြစ်ခဲ့ရတယ်။ပြောရရင်ကိုကိုကို ကြီးကျယ်ခမ်းနားတဲ့လူမျိုးတစ်မျိုးအဖြစ်မြင်တတ်အောင်အဲ့ဒီထိုးဆက်တွေကအကောင်းဆုံးလှုံ့ဆော်ခဲ့တယ်လို့အသက်ကရွှေထီးစောင်းခဲ့တာကိုပြန်မြင်ပစ္စကဘဝကိုမေ့စေက ကိုကိုကိုဟုတ်လာပြီလို့အထင်ရောက်အောင်ရည်ရွယ်ချက်ရှိရှိထိုးဆက်ခင်းခဲ့ကြတာများလားလို့တောင် ဆက်တွေ့ရပါမယ်။ဒီကြတဲ့ဗုဒ္ဓရဲ့အရေးအဝါသအောင်မှာအင်မတန်အေးချမ်းသာရတဲ့နိုင်ငံဆိုတဲ့ဘုံကြီးတချို့ရဲ့အမြင်ဆူးရှာမှုတွေကလည်းအလွန်ပိတ်ကဘာမှာဘဝင်မြင့်စွာနဲ့နေတဲ့ဘူးအကောင်းဆုံးလမ်းညွန်ချက်ဖြစ်ပါတယ်။တကယ်တော့မြန်မာဆိုတာတရုတ်နဲ့အိန္ဒိယနိုင်ငံကြီးနှစ်နိုင်ငံကြားတီရီကွေကွေနိုင်ငံတနိုင်ငံဖြစ်တယ်လို့နိုင်ငံသေးတယ်လို့ပြည်ထနာပေါင်း16000နဲ့ဆက်အာနာရှင်ကိုမြေလံမှုအတက်တွေဘဝတွေပေးလို့ ျုံးကန်နေရတဲ့နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံကအဆက်ဆက်သောလူငယ်တွေဟာစစ်အာဏာရှင်စနစ်ရဲ့အောက်ဆင်းရဲမွဲတည်တဲ့နိုင်ငံမှာဘက်ပေါင်းစုံအနောက်ကြကြီးကြလို့ဒီနေ့ခေတ် generation Z တွေဟာစာတင်ကန်းတွေကိုစွန့်ခွာတနက်တွေကင်ကအနာဂတ်မြန်မာမှာကို့ဘဝကိုပိုင်ဆိုင်ရေးအတက်တွေစိတ်ကြိုက်ရင်းနေရသေးပါပဲ။မျိုးဥတော်လန်ရေးဆိုတာစစ်အာဏာရှင် စနစ်တယ်မကဟောင်းနွမ်းဆွေးမြေ့မှုမှန်သမျှကိုပါအတိတ်တဖန်ပြောင်းလဲဖို့ဖြစ်တယ်လို့ တမိုင်းအမားတွေကိုလည်းညင်းပဲအရှိကိုအရှိတိုင်းနဲ့ကျွန်တော်တို့ရဲ့ဘဝင်မြင့်နေမှုတွေကိုလည်းတော်လန်ရမှာဖြစ်ပါတယ်။ဆောင်းပါရှင်ထွန်းလင်းရဲ့ဆောင်းပါကိုအရှိအတိုင်းဖတ်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။တမိုင်းလေ့လာနေသူတွေနဲ့လေ့လာလို့ရအောင်စဉ်းစားလို့ရအောင်ဆောင်းပါရှင်လမ်းစာချပေးထားတာလေးတွေကိုဆက်ဆက်တွေးခေါ်လို့ရအောင် သင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။တမိုင်းအမှန်တမိုင်းအမားဆိုတာတွေကတရားရာခိုင်နှုန်းတိတိကျကျပြောနိုင်ဖို့ဆိုတာ ခက်ခဲလှပါရယ်ခင်ဗျာရလာတဲ့အထောက်ထားလေးတွေပေါ်မှာမိကိုကြွက်လျှောက်မှန်းဆလေ့လာရတာမျိုးဖြစ်လို့ပညာရှင်တွေရဲ့အယူအဆအားလုံးကိုကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ဆုံးဖြတ်လို့ရအောင်လေ့လာထားဖို့ကပိုအရေးကြီးတယ်လို့ဆိုရမှာဖြစ်ပါရယ်ခင်ဗျာ